လီဗာပူးဘာဖြစ်သွားတာလဲမင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှူအနီချူဒူဝါရီဗျကျွန်တော်ကိုခက်ပါလီဗာပူးတင်လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေ ခြေအနေနဲ့ပတ်သက်ပြီးတော့အာဘော်သုံးသက်ချက်လေးတစ်ခုလုပ်ပေးသွားကြပါတယ်။ Liverpool ပြိသက်တွေအားလုံးအတွက်ယူရပါတယ်။ဒီနှစ်ဘောလုံးရာသီမှာဘုံမောက်ကို4-2နဲ့နိုင်ခဲ့တဲ့ပွဲစဉ်နောက်ပိုင်း Liverpool ဒီနှစ်ဂိုးနဲ့အထက်နိုင်တဲ့ပွဲတပွဲမှမရှိခဲ့ပါဘူး။တရေကြမလို့နဲ့နိုင်သွားတဲ့ပွဲစဉ်တွေများပါတယ်။ကျွန်တော်တို့တွေကတော့အဲ့ဒီ ချိန်အခါမှာချစ်စနိုးနဲ့ရွှေဘလိုအမိကင်မွန်တက်ခဲ့တယ်ပေါ့နော်ရှုံးမလို့လို့တေးကြမလို့နဲ့နိုင်တယ်နောက်ဆုံးအချိန်အခါမှာရွှေဘကြီးကနိုင်တယ်ဘာညာစသဖြင့်ပေါ့လေတွတ်တော့ရွှေဘဖြစ်ခဲ့တဲ့3-5ပွဲနောက်ပိုင်းမှာလီဗာပူးရဲ့ရင်းရိုင်တဲ့အခြေအနေတခုကိုပဲလစ်နဲ့ပွဲစမြင်ခဲ့ရတယ်ပဲလစ်ကိုရှုံးခဲ့တဲ့ အဒီအန်ကတိယရဲ့နောက်ကျအတွင်ကိုနဲ့ဒီနှစ်ဘောလုံးရသည်ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့တာပါပြီးတာနဲ့ဂလာဒဇာရီကိုအဝေးကွင်းမှာအော်စီမင်ရဲ့ပန်နတီအတွင်ကိုနဲ့ဆက်လက်ရှုံးနိမ့်ခဲ့ပြန်ပါတယ်နောက်ထပ်တစ်ပွဲခါတီပြိုင်ဘက်ချဲစီကိုချဲစီစွမ်းဆောင်ရင်မကောင်းနေပါလျက်နဲ့လူစုံမရှိနေပါလျက်နဲ့ဆက်လက်ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်အခုနောက်ဆုံးမဟာယန်သူတော်ကြီး United အတင်းကိုလည်းရှုံးပွဲထပ်မံကြုံတွေ့ခဲ့ပြီး၄ပွဲဇက်တိုက်ရှုံးခဲ့တာပါအဲ့ဒီရှုံးပွဲ၄ပွဲကိုကျွန်တော်တို့ ဝေဖန်ပိုင်းခြားကြည့်မယ်ဆိုရင်ဖောင်ကောင်းနေတဲ့အသင်းဒီနေ့ရာသီမှာတကယ်တမ်းပြိသက်ဟိုသဘောကျတဲ့အသင်းဆိုလို့တသင်းလောက်ပဲပါမယ်ဗျအဲ့ဒီအသင်းဒီ Crystal Palace တကယ်အဲ့ဒီအချိန်ကာလရှုံးပွဲမရှိဘဲနဲ့ Palace က Glasner နဲ့တူတူကောင်းနေတာသို့တော့ Galatasaray Chelsea United စတဲ့အသင်း၃သင်းလုံးကို Liverpool သာတကယ်တမ်းအနိုင်ယူမယ်ဆိုရင်ယူလို့ရတဲ့အခြေအနေတွေကြီးပဲအဲ့တော့ကြောင့်ဒီ၃သင်းလုံးနဲ့တွေ့တဲ့ပွဲစဉ်တွေမှာလဲအကျော်ပေးမှုတွေဒီ Liverpool ကပြန်လဲအကျော်ပေးထားတာပါဒါမဲ့ သုံးပွဲလုံးရှုံးခဲ့တယ်။အဲ့ဒီရှုံးနေခဲ့တဲ့မှတ်တမ်းဟာ17နှစ်ကြာနီးပါးမှတ်တမ်းစုတစ်ခုကိုပြန်လဲလိုက်မိသွားခဲ့ပါတယ်။လီဗာပူးသည်၄ပွဲဆက်တိုက်ရှုံးပွဲမကြုံခဲ့တာ17နှစ်တိတိကြာသွားခဲ့ပြီဖြစ်ပါတယ်။အတိအကျပြောမယ်ဆိုရင်10နှစ်နဲ့ စတလာပေါ့နော်2014 Brendan Rodgers လက်ထက် November လမှာလေးပွဲသက်တိုက်ရှုံးခဲ့တာပါအဲ့ချိန်ကာလတုန်းကပထမဆုံးရှုံးနေမှုသည် Newcastle ကိုရှုံးခဲ့တာဖြစ်ပြီးနောက်ထပ်တပွဲကတော့ Galatasaray ကိုရှုံးသလို Champion League မှာ Real Madrid ကိုရှုံးခဲ့တာဖြစ်ပါတယ် Real Madrid နဲ့ပွဲပြီး Chelsea နဲ့တွေ့ပါတယ်ဆက်လက်ရှုံးပွဲကြုံတွေ့ခဲ့ပြီး Crystal Palace ကို နောက်ဆုံးရှုံးပွဲကြုံတွေ့ခဲ့တာပါအဲ့နောက်ပိုင်းမှာလီဗာပူးအသင်းဒီတောက်လျှောက်ပြာယန်ကီကလော့ပ်လက်ထက်၄ပွဲသက်တမ်းရှုံးနေမှုဆိုတာသူတို့ရဲ့ဟိုဂျာကာလာမှာလုံးဝမရှိခဲ့ဘူးအခုအာရနာစလော့လက်ထက်မှာမှာ၄ပွဲသက်တမ်းပြန်လဲရှုံးနေခဲ့တယ်ထူးခြားတာတစ်ခုကဒီ၄ပွဲသက်တမ်းရှုံးနေမှုတွေမှာပါဝင်ခဲ့တဲ့အသင်းနှစ်သင်းရှိတယ်ချယ်ဆီနဲ့ဘဲလီစ်တို့ပါဆော့ထားပါဒါထူးခြားတဲ့တိုက်ဆိုင်မှုတစ်ခုလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့လီဗာပူးဒီလောက်ထိဖြစ်သွားမယ်လို့ ဘသူကထင်မတော့ကျွန်တော်တို့တွေလည်းယာဒီအစမှာလီဗာပူးကိုတိုက်တဲ့ reason ထဲမှာထည့်ထားတယ်အခုလည်းထုတ်လိုက်ပြီမဟုတ် impress ဖြစ်တော့မယ်လီဗာစတက်ရှုံးလီဗာပူးချန်ပီယံမှာဖြစ်ဘူးလို့ကျွန်တော်မပြောဘူးအာစတန်နဲ့ဘန်ဒူဒီချန်ပီယံပြေးလဲတဲ့မှာကျွန်တော်ထည့်ထားတော့မယ်ဒါပေမဲ့အနေငယ်လေးတော့ပြောင်းလဲသွားတာပေါ့အာစနယ် percentage နည်းနည်းပိုများသွားမယ်မန်စီးတီးနောက်ကနည်းနည်းတက်လာမယ်စသဖြင့်တော့တော်တော်လီဗာပူးကိုချန်ပီယံမဖြစ်ပါဘူးကွာလို့မပြောနိုင်ဘူး ရှော့လက်ရှိအချိန်မှာလီဗာပူးကြုံတွေ့နေရတဲ့ပြဿနာတွေအခက်ခဲတွေကကျွန်တော်တို့ထင်ထားသလောက်ရှုပ်ထွေးပွေလီပေမဲ့ထင်ထားသလောက်လည်းရှုပ်ထွေးမပွေလီပဲရိုးရှင်းနေတာကိုသတိထားပြီးကျွန်တော်တွေ့မိတယ်။ဒါကကျွန်တော်တယောက်တည်းအမြင်မှာအမှတ်တမဲ့ကျင်းတော့ဟာဘာကြီးဖြစ်သွားတော့အဲ့လောက်ထိလီဗာပူးကမဖြစ်သေးဘူးလေလက်ရှိအချိန်မှာချန်ပီယံကြီးဖြစ်ပြီးတော့၄ပွဲစတိုက်ရှုံးတာကြီးကအဓိပ္ပာယ်မရှိဘူး။ဟိုတော့ကရင်းနဲ့လီဗာပူး ြိတ္တတွေဆိုဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်ခေါင်းအင်းနဲ့တေချာစဉ်းစားတဲ့အခါမှာတော့အဲ့လိုမဟုတ်ဘူးဗျဒါကဘောလုံးလောကမှာဖြစ်လိဖြစ်ထားရှိတဲ့အခြေအနေတရက်ကိုလီဗာပူးတင်ရင်ဆိုင်နေရတာပါကံကောင်းတာတစ်ခုကဘောလုံးရာသီတဝက်လောက်ရောက်မှအဲ့လိုဖြစ်ရင်တိုင်ပတ်မှာဘောလုံးရာသီအစကတည်းကသုံးပုံတစ်ပုံမရှိခင်ကတည်းကလီဗာပူးတီဒီလိုအခြေအနေမျိုးကိုကြုံတွေ့ရတဲ့အတွက်ပြန်လဲပြင်ဆင်ခွင့်တွေသူတို့မှအများကြီးရှိနေတယ်ဘလို့ တာမန်အခြေအနေကိုလီဗာပူးကြုံတွေ့ရတာလေအဓိကတော့ကစားသမားအစ်တွေများပြားတဲ့အတွက်ကြောင့်ပါဒါအယူရှင်ဆုံးပဲဒါကိုဗာဂျီဗန်ဒိုက်ကိုယ်တိုင်လည်းစကားတရက်အနေနဲ့ပြောခဲ့ဘူးအဲ့တော့ဒီတိုင်းစကားတွေပြောနေရတဲ့ဆိုင်အချက်လက်နဲ့တကွကျွန်တော်နိုင်ငံဆွနီရှင်းပြပေးခြင်းပါတယ်ပြီးခဲ့တဲ့ရာသီကလီဗာပူးတင်းရဲ့မိနစ်အများဆုံးကစားခဲ့တဲ့ပွဲထွက်ကစားသမား17ယောက်မှာ3နေရာအပြောင်းလဲဖြစ်သွားပါတယ်နောက်ထပ်2နေရာကကျသွားပါတယ်နောက်ဆုံး1နေရာကတော့ဝေခွဲမရမြေပဲမလို့ဖြစ်နေတဲ့ကစားသမား1ယောက်တော့ ရှိတယ်တကယ်တမ်းတော့ပြီးခဲ့တဲ့ဘောလုံးရာသီတဲကလီဗာပူးကတချို့ကြတဲ့ကစားသမားတွေဒီမကြဘဲနဲ့အရှိန်ဟုန်ကောင်းကောင်းနဲ့အတင်းလိုက်ဟန်ချက်တွေနဲ့ရှစ်ဆက်သွားနေတာပါ ကျွန်တော်ကလီဗာပူးကိုပြီးခဲ့တဲ့ရက်တွေချန်ပီယံလိဝင်ခွင့်မရနိုင်ဘူးလို့ပြောခဲ့လို့တချို့လီဗာပူးဖန်ညီငယ်တွေကသဘောမကျကြဘူးကွနော်တကယ်တော့ကျွန်တော်ကအဲ့ကြလာနိုင်တဲ့အဓိကမန်နိုင်ကစားသမား၂ယောက်ကိုပြီးခဲ့တဲ့ရာသီတည်းကကြပြီလို့ထက်တွက်ထားတဲ့အတွက်ကြောင့်ပါမိုဆာလာနဲ့ဗာဂျီပါကျွန်တော်တွေမဟုတ်ဘူးလူတိုင်းလည်းသိတယ်သူတို့အသက်အရွယ်နဲ့ကြတင်နေပြီဒီနေ့ရာသီမှာတော့ထင်ထားတဲ့အတိုင်းပဲကြသွားပြီမိုဆာလာလည်းသိတာတယ်ဗာဂျီလည်းသိတာတယ်ကိုးတွေတောက်လျှောက်ပေးနေရသလိုမိုဆာလာကလည်းအရင်ကမိုဆာလာတိုင်းပြန်မမြင်ရတော့ โอเคအဲ့တော့အတိအကျပြောမယ်ဆိုရင်ဂိုသမအလုဆွန်ကိုခဏဖယ်လိုက်ပြီးခဲ့ရသည်ဘွဲ့တော်ကစားသမား7ယောက်မှာအီဘရာဟီမာကိုနာတေဟာ2500မိနစ်ကျော်ကစားခဲ့တယ်ဗာဂျီကမိနစ်2300ကျော်စောခဲ့တယ်ထရန့်အလက်ဇန္ဒားအာနူကမိနစ်2300ကျော်ကစားခဲ့တယ်ရောဘတ်ဆန်က2462မိနစ်ကစားခဲ့တယ် မက်ကမိနစ်2600ကျော်ကစားခဲ့ပြီး RGB ကမိနစ်3100ကျော်ကစားခဲ့တယ်။စိုဘိုဒလိုင်းကမိနစ်2400ကျော်ကစားခဲ့ပြီးမိုဆာလာကတော့မိနစ်3300ကျော်ကစားခဲ့တယ်။ကိုဒီကပိုကမိနစ်1900ကျော်ကစားခဲ့ပြီးတော့ Louis DS ကမိနစ်2400ကျော်ကစားခဲ့တယ်။အဲ့ဒီမိနစ်2000ကျော်ကစားခဲ့တဲ့ကစားသမားတွေရဲ့နေရာမှာအစားထိုးဖို့အတွက်ဆိုတာထင်သလောက်မလွယ်ဘူးဗျာ။ နံပါတ်1 trend trend ထက်သွားတဲ့အချိန်လက်ရှိအချိန်ထိအာနာစတော့ဘသူ့ကိုတည်ရမှမသိသေးဘူး frame power မကြိုက်ဘူးဒါကတေချာပေါက်ဗျာဒရိုက် swap လုပ်ပြီးခေါ်ခဲ့တဲ့ကစားမှသူမကြိုက်ဘူး corner bradley ချန်ခိုင်မှုမပြည့်ဘူးအဲ့တော့ suppose line ကိုလည်းတုံးတယ်အဲ့တော့ဒီနေရာမှာလက်ရှိအချိန်ထိအဖြေရှာလို့မရသေးဘူးမိနစ်2000ကျော်ဆော့ထားတဲ့ကစားသမားတယောက်နေရာမှာအစားမထိုးနိုင်သေးဘူးခေါ်ထားတော့ခေါ်ထားရဲ့တွေ့မယ်လက်ရှိအချိန်ထိအဖြေရှာမရသေးဘူးပြောတာနောက် robertson အသက်အရွယ်ကြီးကျသွားပြီသူ့နေရာမှာ carcass ကိုထည့်ထားရမယ်။ carcass ဒီ robertson လောက်အသင်းနဲ့အံ့ဝင်သေးဘူး individual skill ကိုပြောတာမဟုတ် individual skill းရကားကက်စ်ကကောင်းတာပေါ့ဗျာဘာဖြစ်လို့မကောင်းမလဲကျွန်တော်အရင်သဘောကျတယ်တိုးတော့အသင်းနဲ့အံမဝင်သေးဘူးအချိန်ပေးရအောင် နောက်ထပ်တစ်ယောက်က Louis DS အစိုးဆုံးပဲ Louis DS နေရာမှာ Cody Gabo လည်း အစားထိုးလို့မရသလိုအစ်စ်ခေါ်ထားတဲ့ Florian Wirtz လည်းအစားထိုးလို့မရဘူး Luis Diaz ကပြီးခဲ့တဲ့ရာသီမိနစ်2400ကျော် Liverpool မှာဆော့သွားခဲ့တာအဲ့ဒီ3နေရာနဲ့တည်း Liverpool ရဲ့ဟန်ချက်ကပြတ်ထွက်သွားအောင်နောက်ထပ်အသက်အရွယ်တစ်ခုရကျလာတဲ့ကစားသမား2ယောက် Vargi နဲ့ Mo Salah လက်ရှိလည်းကစားနေတယ်ဒါပေမဲ့ပြီးခဲ့တဲ့ရာသီက Vargi နဲ့ Mo Salah တို့မဟုတ်တော့ဘူးနောက်ကျွန်တော်ကတော့စပြောခဲ့တဲ့ဝေခွဲမရမြေပဲမဆိုတာ Ibrahim Konate ကိုပြောတာအာယုံစူးစိုက်မှုပြောတာမရှိတော့ဘူးလေနောက်ရာသီအလွတ်နဲ့ထွက်ရမှာလား Southampton တိုးရမှာလားကစားသမားတယောက်က အဲ့လိုအခြေအနေဖြစ်လို့မရဘူး။အာယုံစွတ်ဆိုင်မှုအပြည့်နဲ့ focus အပြည့်နဲ့ကစားနိုင်မှုလိုတယ်။အဲ့တော့ပွဲတော်ခွင့်စက်တနေရမှာအားလုံးပေါင်း6နေရာလောက်ကမတည်ငြိမ်တဲ့အခြေအနေမျိုးဖြစ်သွားတယ်။ဒါကပထမဆုံးရင်ဆိုင်ရတဲ့ဟန်ချက်မညီခြင်းပြဿနာ။နောက်ထပ်ပြဿနာတစ်ခုကကစားသမားအစ်တွေထဲမှာထည့်လိုက်တာနဲ့အံဝင်သွားတဲ့သူဆိုလို့၄ဘုံဘုံတစ်ဘုံလောက်ပဲရှိတယ်။အဲ့ဒါဟူဂိုအီဂီဒီ။ ချက်ချင်းအဝင်သွားတာဟူကိုအီဂီဒီပဲရှိတယ်။ကျန်တဲ့ကစားသမားတွေတောင်းချီကြီးကြောင့်ဖီအားများနေတဲ့သူတွေရှိတယ်။အသင်းသစ်မှာကစားလို့အသင်းဟောင်းရဲ့ဗျူဟာပိုင်းနဲ့မတူညီတဲ့အတွက်အံဝင်သေးတဲ့သူတွေရှိတယ်။မီလော့စ်ကာကက် ဘုံမမှာရှယ်ပြီး cross ball တွေကလမ်းပြန်ထွက်နေရပဲ liverpool မှာထင်သလောက်မဟုတ်သေးဘူး now florian vith alexandra isak အစိုးဆုံးပဲမျော်လင့်ချက်ကြီးကြီးမားနဲ့ခေါ်ခဲ့ပေမဲ့ကျွန်တော်ပြောနေတဲ့ individual ကိုပြောတာမဟုတ်တော့အတင်းလိုက်ဟန်ချက်မှာပြောတာ individual ကဆရာကြီးတွေမဟုတ်လို့အဲ့လောက်ကြီးပေါက်တာအဲ့တော့အတင်းလိုက်ဟန်ချက်မှာအနည်းရောက်ကလည်းလူအပ်ချက်ရှိနေတော့မယ်နောက်ဆုံး frame ball frame ball ကလည်းဘာမှမသိသေးဘူးကျော့အနည်းချွတ်ရမယ်ဆိုရင်ကျွန်တော်အခုထောက်ပြထားတဲ့ point လေးတွေကအရင်ရှုပ်ထွေးပွေမယ်လို့ထင်ပေမဲ့ အထင်တလောက်လည်းမရှုပ်ပါဘူးဒါရိုးရှင်းတဲ့ဟိုအချက်လေးတွေဖြစ်ပါတယ်အတင်းတင်းပုံမှန်ကြုံတွေ့နေကြအခက်ခဲလေးတွေဖြစ်ပါတယ်ဒီကစားသမားအစ်စ်တွေအံဝင်သွားတဲ့အချိန်အာနာစလော့ရဲ့ viewer ဘိုင်းကိုကောင်းစွာနားလေသဘောပေါက်တဲ့အချိန် player တယောက်နဲ့တယောက်ကြားထဲမှာ relationship ဘိုင်းပိုအားကောင်းလာတဲ့အချိန်မှာတော့ liverpool တင်းကပြန်အောင်လာမှာပါနီးပြောက်ကိုအပြောင်းလဲပြုတ်လို့စရာမလို့တို့တချို့တော့ပြဿနာရယ်လည်းမရှိဘူးလို့ထင်ပါတယ်ဖြစ်လေဖြစ်ထကြုံတွေ့လေကြုံတွေ့ရရှိတယ် အခြေအနေတခုဖြစ်ပါကြောင်းသုံးသပ်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ